မင်္ဂလာပါအင်းဒီနေ့ကျွန်တော်တို့ဆွေးနွေးကြမယ်အကြောင်းအရာကလေတော်တော်များများကြုံနေရတဲ့ကိစ္စတခုလို့ထင်ပါတယ်အဲဒါကမနက်စာလွတ်သွားရတာပေါ့အချိန်မရလို့ပဲဖြစ်ဖြစ်အလေးချင်းကြောင့်ပဲဖြစ်ဖြစ်အဲမနက်စာမစားဖြစ်တာကဘလို့မျိုးတယောက်မှုတွေရှိနိုင်မလဲဒီအကြောင်းကို မနက်စာနဲ့ကျမ်းမာရေးနဲ့ကျမ်းမာဖို့အတွက်စားပေးတဲ့မနက်စာများဆိုတဲ့စောင်းပါးတွေကနေအချက်လက်တွေထုံထုတ်ပြီးတော့ဟိုနည်းနည်းလေးနည်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 းဆွေးနွေးကြည့်ကြတာပေါ့နော် ဟုတ်ကဲ့စိတ်ဝင်စားခြင်းအချက်တစ်ခုကတော့လေမူခန္ဓာကိုယ်ကလွတ်ဝအနားယူနေတာမဟုတ်ဘူးဆိုတာပါပဲ။အော်ဟုတ်ကဲ့။ဟုတ်ကဲ့အသက်ရှူတာတော့နှလုံးခုန်တာတို့လိုအခြေခံလုံးဝဆောင်တာတွေအတွက်ကတော့စွိုင်းရင်ကိုတုံးနေတော့မယ်လေ။အင်း။ဆိုတော့မနက်ခင်းရောက်ရင်စွိုင်းအင်ဒီအထူးသဖြင့်ဦးနှောက်အတွက်အ धिक လောင်စာဖြစ်တဲ့သွေးထဲကတကြားတဂလူးကို့စ်ပမာဏကနည်းနည်းကျနေတတ်တယ်။ဟုတ်ကဲ့ဟုတ်ကဲ့။အထက်မှာဥပမာပြီးထားတာတော်တော်ကြားတယ်။ဦးနှောက်ကိုကားအင်ဂျင်ဂလူးကို့စ်ကို လောင်စာစီဆိုပြီးရောလေ။ အဲ့ဒါကြောင့်ကိုမနေ့ကအာယုံတိတ်ဆိုင်လို့မရတာနည်းနည်းလေးထိုင်းတယ်လို့ဖြစ်နေတာတွေကဒါဆိုမနှဆမဆားလိုက်ရင်ချက်ချင်းရောဘာတွေတိတိသားသားဖြစ်လာနိုင်ပြီလေခမဟုတ်ကဲ့သွေးတန်းတကြားတဲ့နေသွားတဲ့အခါအဖြစ်များတာကတော့အာယုံဆူဆိုင်မှုအားနေတာပေါ့อืมပြီးတော့မူးဝဲတာစိတ်ကြိုလွယ်တာမျိုးအာကနာမငင် ဖြစ်တာမျိုးတွေလည်းရှိတတ်ပါတယ်ဟုတ်ကဲ့တချို့လူတွေမှာဆိုချွေးစေးပြန်တာခေါင်းကိုကြိုက်တာပြုတ်ချင်အန်းချင်တို့ခန်းစားရတာဒီဒီဖြစ်တတ်တယ် တကယ်လို့မြတ်တရားထက်ကအရန်ကိုကြာသွားပြီဆိုရင်တော့တတိလက်တာမျိုးဒီပြင်းထန်တဲ့အခြေအနေတွေကြုံရနိုင်ပါလေရှင်။ဩဒါတွေကချက်ချင်းတည်တာတဲ့လက္ခဏာတွေရေတိုတက်ရောက်မှုတွေပေါ့နော်။ဟုတ်ပါတယ်ရေတိုပါ။ဆောင်းပါးတွေတဲမှာရေရှည်ကြင်ထက်လာနိုင်တဲ့ကျမရဲ့ပြဿနာတွေကိုလည်းပေါ်ပြထားတယ်မဟုတ်လား။အဲ့ဒီအချက်တွေကပို့ပြီးတော့တိတ်ထားတဲ့နိုင်ထင်တယ်။မှန်ပါလေရှင်။မနက်ဆောင်ကိုပုံမှန်လူလူလွတ်တက်တဲ့အကျင့်ကလည်းရေရှည်မှခန္ဓာကိုယ်ရဲ့ ဇီဝကမဖြစ်စဉ် metabolism ကို ပြောင်းလဲသွားစေနိုင်တယ်လို့ဆိုထားပါတယ်။ဟုတ်ကဲ့အဲ့ဒါဘယ်လိုမျိုးပြောင်းလဲတာပါလဲ။ဆိုတော့ခန္ဓာကိုယ်ကစွမ်းအင်ကိုခြွေတာသုံးတဲ့ပုံစံမျိုးပြောင်းသွားပြီးတော့အချိန်ကြာလာတာနဲ့အမျှကိုယ်အလေးချိန်တက်လာဖို့အဝါလွန်လာဖို့အားပေးသလိုဖြစ်သွားနိုင်တယ်လို့ဆိုလိုတာပါ။ အော်ဟုတ်ကဲ့နောက်ပြီးတော့လေဟော်မုန်းဖြောင်းလဲတဲ့ဥပမာအင်ဆူလင်ထိန်းကြီးမှုမမှန်တာမျိုးတွေဖြစ်လာပြီးတော့စီးချိုမျိုးစားနှစ်ဖြစ်နိုင်ခြေကို မြင့်တက်စေတယ်လို့သူရေသနာတချို့ကိုကိုးကားထားတာလည်းတွေ့ရတယ်ရှင်ဟုတ်ကဲ့အဝေးလွန်နိုင်ရဲ့လောက်ဆက်တွေဈာမကြီးပြဿနာတွေပို့နှလုံးယောဂါတို့သွေးတိုးတို့နှလုံးသွေးကြောကျင့်တာတို့အဲ့ဒါတွေအထိဖြစ်နိုင်ခြေရှိလာတာမှုဒါကိုပေါ်ပေါ်ဆဆသဘောမထားသင့်ဘူးဆိုတာထောက်ပြထားပါတယ်ဟုတ်ပါပြီအဝေးလွန်တာအပြေဟော်မုန်းနဲ့ metabolism အပေါ်တည်ရောက်မှု နောင်ဆက်ယောဂတွေအထီကိုခြေဆက်နေတာကတော့တော်တော်လေးစဉ်းစားစရာပဲเนาะဟုတ်ကဲ့ဒါဆိုရင်လေကျမ်းမာရင်းနဲ့ညညွတ်ပြီးဒီနေ့တာကိုကောင်းကောင်းစတင်နိုင်ဖို့ဘယ်လိုမနစ်စာမျိုးတွေကိုရွေးချယ်တင်တယ်လို့ဆောင်းမတွေကအကြံပြုထားပါသလဲခွန်းရအဲရွေးချယ်ကြရကောင်းကောင်းလေးတွေတော်တော်များများဖော်ပြထားပါတယ်အဓိကကတော့အာဟာရပြည့်ဝရမယ်ပြီးတော့သွေးထဲကတကြောက်တက်ကိုတီးငင်အောင် ထိန်းပေးနိုင်တဲ့အစာအစာတွေပေါ့ဟုတ်ကဲ့ဥပမာ ဥပမာဆိုရင်ဥမျိုးမျိုးပေါ့သူကပရိုတင်းတက်ကျွဲွားတော့ဘိုက်ပြည့်စေတယ်အချိန်တော်တော်ကြာအောင်စွမ်းရည်ရရှိစေတယ်အင်းဟုတ်တယ်ဥကတော့လွယ်ဆုံးပဲဟုတ်ကဲ့ပြီးတော့ဒင်းချင်းအခုတပြည့်ပရိုတင်းပုံများတဲ့ Greek yogurt ကလည်းအကျိုးကျေးဇူးအတူတူပဲအစာချေစနစ်အတော်လဲကောင်းတယ်ဟုတ်ကဲ့နောက်တစ်ခုက oatmeal လို့ခေါ်တယ်ကိုယ်ကောင်လေး အဲ့ဒါကအမြန်ဓာတ်နဲ့ antioxidants တွေအများကြီးပါတယ်။အမြန်ဓာတ်က swine ကိုခေဖြည်းမှန်မှန်ထုတ်ပေးတော့သွေးချိုတင်းငင်စေတယ်။ antioxidants တွေကခန္ဓာကိုယ် cell တွေမပြတ်စည်းအောင်ကာကွယ်ပေးတယ်ပေါ့။ကောင်းပါပြီကောင်းပါပြီ။အစေးအစံတွေတည်တီးဝလံတွေကလည်းကောင်းပါတယ်။ဗီတာမင်နဲ့သတ္တုဓာတ်တွေရစေပြီးကြားမရင်လည်းနိညွတ်တဲ့ရွေးချယ်မှုတွေပါပဲ။ green tea တောက်တာကလည်းဇီဝကမဖြစ်စဉ်ကိုတိုးတက်စေတယ်လို့ဆိုထားပါတယ်။ဟုတ်ကဲ့။ဒီချက်လက်တွေအားလုံးကိုခြုံငုံပြီးပြန်ကြည့်လိုက်ရင်တော့လေ မင်းဆာဆိုတာကဖိုက်ဖြီယုံတက်တက်တော့မဟုတ်ဘူးပေါ့ဟုတ်ကဲ့တနေ့တာလုံးလန်ဆန်းတက်ကြွဖို့အာယုံစူးဆိုင်မှုကောင်းဖို့ပြီးတော့အရေးကြီးဆုံးကရေရှည်ကြမှာရဲ့တော့တကယ်ကိုအရေးပါတဲ့အလေးချင်းတကူဆိုတာတော်တော်လေးထင်ရှားပါတယ်ဗျမှန်ပါတယ်ရှင့်မင်းဆာလွတ်သွားခြင်းရဲ့ရေတိုရေရှည်တယောက်မှုတွေကလည်းတကယ်ကိုမသေးလာဘူးနော်ဟုတ်ပါတယ်အလုတ်တင်များတဲ့ဂျာကန်နီအချိန်နည်းနည်းလေးပဲဖယ်ပြီးတော့အာဟာရပြည့်ဝတဲ့မင်းဆာစားသွင်းလိုက်ခြင်းကလည်း ကိုယ့်ရဲ့ကျမ်းမာရေးရဲ့အတွက်လုပ်တဲ့ယဉ်နှီးမြုပ်နှံမှုတစ်ခုလိုပါပဲဟုတ်ကဲ့ဒါကတနေတာလုံးတည်ငင်ခဲ့ဆွားရင်ကိုပေးဆွနိုင်လလို့ရေရှည်မှလည်းနာတာရှည်ယောဂါတွေရဲ့ဖြစ်နိုင်ခြေကိုရှော့ချရမှာတကယ်ကိုအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေတာပါဟုတ်ကဲ့ဒီနေ့ဆွေးနွေးချက်ကတော့နားထောင်သူတွေရဲ့အတွက် ိုယ့်ရဲ့မနှခင်အလေးချလေးတွေကိုပြန်ပြီးတော့စဉ်းစားကြည့်ဖို့တွေးစရာလေးတွေပေးနိုင်မယ်လို့မျှော်လင့်ပါတယ်ဗျာ။အဲနောက်ဆုံးအနေနဲ့စဉ်းစားကြည့်စရာတစ်ခုကတော့လေမနှက်စာကဒီလောက်အရေးကြီးမှန်တည်နေကြပေမဲ့လူတော်တော်များများအတွက်ကဒါကိုအချိန်ပေးဖို့ဘာကြောင့်ဒီလောက်ခက်ခဲနေရတာလဲဆိုတဲ့မေးခွန်းပါပဲ။ဒါကကျွန်တော်တို့ရဲ့ခစ်ပေါ်လူနေမှုပုံစံကြောင့်လားဒါမှမဟုတ်အလုချင်းစရာတွေရဲ့ PR တွေကြောင့်လားအဲဒါကိုမိမောင်းထိုးပြနေတာများလားဆိုတာလေးပေါ့ โอเคအရင်ကောင်းပါတယ်ဒီနေ့အတွက်တော့ဒီလောက်ပါပဲเนาะ